ပိုင်းကုံနဲ့လင်းမြဖူးလို့ရဲ့မင်္ဂလာပွဲမှာအဖျူရောင်ဝတ်စုံဝင်ပြီလို့ပြဿနာကြီးကျယ်တက်ခဲ့တဲ့ပန်းအောင်ချင်းပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင် Famous Daily News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရခုရပိုင်းတွင်မင်္ဂလာဆောင်ခဲ့တဲ့ပိုင်းကုံနဲ့သတို့သမီးလင်းမြဖူးလို့ရဲ့မင်္ဂလာပွဲကိုတွားရင်ပြဿနာတက်ကောင်လူတွေဝေဖန်ခြင်းကိုခံခဲ့ရတာကအဆိုတော်ပန်းအောင်ချင်းပါဒါကလည်းပိုင်းကုံနဲ့တထိုသမီးလင်းမြဖူးရဲ့မင်္ဂလာညစာစာပွဲမှာပိုင်းအောင်ချင်းဝစ်စင်ခဲ့တဲ့ဝစ်ဆောင်ကြမှာ ဘန်းအောင်ချင်းဆိုတော့ကတော့တချင်းလေးတွေကိုအတန်းချွတ်ချွတ်အေးအေးလေးနဲ့တီဆိုတတ်တဲ့ဆိုတော့တူပါတခါတလေဘန်းအောင်ချင်းဟာတယုံဆောင်မင်းသမီးလေးလေးလောက်ပါတယ်တခင်တခါကနာမည်ကြီးခေပေါ်ဆိုတော့တူဖြစ်တဲ့ဆိုတော့ကြီးခရင်ဟန်ရဲ့သမီးလေးဖြစ်တဲ့ဘန်းအောင်ချင်းဟာချက်စရာကောင်းတဲ့ဟန်ပန်မှုရောချက်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်လေလူချစ်လူခင်ပေါများတာပါဒါပေမဲ့လေခုကမှတော့ပန်းရောင်ချင်းဟာပိုင်နဂွန်ရဲ့မင်္ဂလာပွဲကိုသွားမိရမှဝင်ဆင်ခဲ့တဲ့ဝန်ဆောင်ကြောင့်ပြဿနာတက်ခင်တာဖြစ်ပါတယ်။ အခုရပိုင်းနေမှာတော့နိုင်ငံကျော်မင်းသားပိုင်တကွဟာသူအချင်းချာချင်းလက်တွဲခဲ့တဲ့ချစ်သူလေးမြဘူးနဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ပိုင်ကွင်ရဲ့ပထမမင်္ဂလာပွဲကိုတော့ရန်ကုန်မြို့ကနမဲကြီးဟိုတယ်တစ်ခုမှာအပရိသတ်စုံကြီးစွာနဲ့ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တာပါ။ဒါနဲ့မကသေးပါဘူး။ပိုင်ကွင်ရဲ့ဇနီးတဲ့လင်းမြဖူတို့ဟာမင်္ဂလာညစာဆောင်ပွဲခမ်းနားကိုလည်းလူငယ်ဆန်းဆန်းပြင်ဆင်တင်မာခဲ့တာဖြစ်ပါတယ်။ အဆိုပါမင်္ဂလာညစာစာပွဲအခမ်းအနားကိုတော့ပိုင်းကောနဲ့လင်းမြပူရုနဲ့ခေမင်းရင်ကြီးကြတဲ့အမှုပညာရှင်တွေများစွာထင်ရောက်ခဲ့တာပါဒီလိုပိုင်ကွန်ရဲ့မင်္ဂလာညစာစာအခမ်းအနားကိုတော့အစွန်ရုံရုပ်ရှင်တရုံဆောင်ပန်းရောင်ချင်းနဲ့တင်ရောက်ခဲ့တာဖြစ်ပါတယ်။ဒီလိုပန်းရောင်ချင်းကပိုင်ကွန်တို့မင်္ဂလာပွဲကိုတင်ရောက်ခဲ့တဲ့အချိန်မှာပန်းရောင်ချင်းဝစ်စားထားပုံကအဖြူရောင်ကောင်းဝင်ကြီးဖြစ်နေရပါ။ပန်းရောင်ချင်းဝစ်စားထားတဲ့ပုံစံဟာအဖြူရောင်တို့သမီးတယောက်လိုပုံစံမျိုးဖြစ်နေတာပါ။ ။ဒါကြောင့်လင်းလူတွေကတော့ပန်းရောင်ချင်းဟောင်းလူမှုရေးမသိတတ်သူဖြစ်ဝေဖန်ကြတာပါ။ပန်းရောင်ချင်းဟောင်းတရုတ်သမီးလင်းမြောင်ဘူတန်တောက်ပစွာဝစ်စားလာလို့လေဘသူကတရုတ်သမီးစင်လဲဆိုပြီးလူတွေကဝေဖန်ကြတာပါတချို့ကဆိုရင်တရုတ်သမီးလင်းမြောင်ဘူရောမှာပန်းရောင်ချင်းဝစ်စားလာတဲ့ဝစ်စုံကြောင့်အာအသိရတယ်ဆိုပြီးဝေဖန်ကြတာပါမြမအတိုင်းဝိုင်းမှာအလူရှင်တရုတ်သားတရုတ်သမီးတွေထံဘလောက်ပဲချမ်းသာပါစေအဲပရိသတ်တွေကပို့ပြီးတောက်ပအောင်မွေးတာကလည်းလူရင်ချင်းမှုတည်တရားတစ်ခုပါ ဒါပေမဲ့ပန်းအောင်ချေကတော့သူမဟာသူမနဲ့အရန်ကိုခင်မင်းရင်းနေတဲ့ပိုင်းကုန်းနဲ့လင်းမြဖူးလို့ရဲ့မင်္ဂလာညစာစားပွဲမှာဘာဝဲတော့ရမလဲဆိုတာမသိလို့ ready made ဖြူရောင်ဝတ်စုံကိုဝတ်ခဲ့ရလို့ဆိုပါတယ်ဒါကြောင့်လည်းပိုင်းကုန်းနဲ့လင်းမြဖူးတို့မင်္ဂလာပွဲကိုကောင်းဝင်ဖြူဝစ်သွားတာကသူတို့သမီးထံလှကျင်းတဲ့ဆန္ဒမျိုးမရှိပါဘူးဆိုပြီးအမှန်တိုင်းပြောလာတာဖြစ်ပါတယ်။ တချို့သောလူတွေကလည်းပိုင်နဂုံနဲ့လင်းမြဖူရိုရဲ့မင်္ဂလာပွဲမှာဝယ်ဆင်ရမယ့်ကာလာမှာအဖြူရောင်ပါတာကြောင့်အဖြူရောင်ဝတ်တာမမကြောင့်မြန်မာနိုင်ငံအင်တာနက်တိုင်းဝန်ကလူတွေကအားချောင်လုံးနေလို့ဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုင်နဂုံရဲ့မင်္ဂလာပွဲကိုကောင်းဝင်ဖြူဝင်းပြီလို့ပြသနာထက်သွားတဲ့ပန်းရောင်ချေကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။